ဒီနေ့ကတော့ကျွန်တော်ဒီ chapter 2ရဲ့ lesson 4ပေါ့เนาะ chapter 2 lesson 4 purpose ကိုကျွန်တော်ဒီနေ့ပြပတော့မှာဖြစ်ပါတယ် purpose ကဒီနေ့ကျကျွန်တော်တို့ chapter 2ရဲ့နောက်ဆုံးပေါ့เนาะအာကျွန်တော်တို့ wave form အကြောင်းလည်းပြောပေးပြီး histogram အကြောင်းလည်းပြောပေးပြီးပြီးတော့ကျွန်တော် ဟိုဘတ်စကောက်ကျွန်တော်ပြောပါပြီဒီနေ့ပတ်ပတ်အကြောင်းကျွန်တော်ပြောပါပြပါတယ်ပတ်ပတ်ကလည်းဒီတိုင်းပဲကျွန်တော်တို့ဘာတွေလောက်ရစားကျွန်တော်အယောင်တွေကျွန်တော်ညှိတာပေါ့နော်အယောင်တွေညှိတယ်ဒီ white balance တွေချိန်တယ် color မှန်အောင်လောက်တာပေါ့နော် color neutral ဖြစ်အောင်လောက်တယ် highlight မှာရှိတဲ့ color နဲ့ကျွန်တော်တို့ shadow မှာရှိတဲ့ color နဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ mid tone တို့ပါတို့ mid tone မှာရှိတဲ့ပတ်ပတ်မှာကျွန်တော်တို့ mid tone မှာရှိတဲ့ color တွေကျွန်တော်တို့ချိန်လို့ရတာပေါ့နော် mid tone မှာရှိတဲ့ color ကျွန်တော်ချိန်လို့ရတယ်။ Okay အခုကျွန်တော်တို့ကျွန်တော်ပတ်ပတ်လို့ကျွန်တော်တို့ဖွင့်ထားတာပေါ့နော်ဒီအာမနေ့ကလိုပဲဒီချားနေတော့ကျွန်တော်ဒါလည်းဖွင့်ပြီးတော့ Instagram ပတ်ပတ် brand နဲ့ကျွန်တော်နည်းနည်းတင်လိုက်မယ်နည်းနည်းတင်လိုက်မယ်မြင်းကိုကျွန်တော်နည်းနည်းတင်လိုက်မယ် okay အာပြီးတော့ဒါလေးကိုကျွန်တော်တို့ဘာဘာလုပ်မလဲဆိုတော့ဒီကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ကြည့်လိုက်ရင်ကြည့်လိုက်ရင်ကျတော့ဒီက rap green blue သူ့မှာလည်း channel 3ခုပဲကျွန်တော်တို့ကကျွန်တော်တို့ Instagram နဲ့က တူတူပါပဲ red green blue သူ instagram ကဒီလိုမျိုးပပကအာတောင်းလိုက်ပါတော့ဒီဟာအခုဆိုကျွန်တော်တို့အာအနီကအနီကနည်းနည်းအများဆုံးပါ highlight ဒီဟာလေးဒါလည်းဖြစ်ပါတယ်ဒါလည်းဖြစ်ပါတယ် highlight ကျွန်တော်တို့ဒါ mid tone ပါနော်ဒါ mid tone ပါဒါလေးဒါလေး limit tone ပါကျွန်တော်တို့ shadow ကဒီအမဲဖြစ်ပါတယ်ကျွန်တော်တို့ shadow နဲ့ shadow နဲ့ highlight ကိုကျွန်တော်တို့ညှိမှာဖြစ်ပါတယ် okay ဒီဟာလေးကျွန်တော်တို့ဘယ်အမှန်ယူမယ်ဆိုတော့ကျွန်တော်တို့ green ကိုကျွန်တော်အမှန်ယူမှာလို့ green ကိုကျွန်တော်အမှန်ယူမယ်ပေါ့နော် green ကိုကျွန်တော်အမှန်ယူမယ်ဟုတ်တယ် green ကိုအမှန်ယူမယ်ကျွန်တော်ဒီဟာလေးကိုပဲကျွန်တော်တို့ high မှာကျွန်တော်တို့ဒီ show reference ကိုကျွန်တော်ဖွင့်လိုက်မယ် green ကိုကျွန်တော်အမှန်ယူလိုက်မှာပေါ့နော် okay green ကိုအမှန်ယူပြီးပြီးတော့ဒီ mid tone မှာလဲဒီ low မှာလဲကျွန်တော် green ကိုအမှန်ယူလိုက်မယ် okay ပြီးတော့ကျွန်တော်တို့ညှိမှာပေါ့နော် ดีจะต้องมิดโต้งก็จะต้องฮีบเอาไหมแต่เลี้ยวจะต้องโอเคแต่เลี้ยวไปรู้จะต้องบลูก็จะต้องเต็มไหมโอเคพี่รามะเรียกก็จะต้องแน่นแน่ถ้าชอบไหมถ้าสมมติมิดโต้งเลี้ยวจะต้องยี่ว่าบ้าบีพี่รามะจะต้องดีเชลูเชลูมาสู้นี่แน่แน่มีอะไรเลยจะต้องเชลูก็เลย okay da so dann wei fa der ji do ja oder wei fa ma so jen di ma der ji da le ne di na le ma ဒါလေးတွေမသူအယောင်ကမမှန်နေတည်းဘူးပေါ့နော်ဒါလေးတွေကျွန်တော်ထက်နေတာတော့ရှိတာပေါ့နော်ဒီဒါလည်းကလာလည်းဒီဆိုဒါဒီ shadow မှာဆိုရင် shadow shadow မှာဆိုရင်သူကလုံးဝတထက်ထက်ဖြစ်နေပြီပေါ့ဒီဒီနားလေးပဲတထက်ထက်ဖြစ်နေပေါ့နော် shadow မှာတထက်ထက်ဖြစ်နေပြီကျွန်တော်ရဲ့အာဒါဆို white မှာလည်းကျွန်တော်ဒါ အဖြူရောင်းနေတာတထက်ထက်ဖြစ်နေပြီပေါ့နော်ဒါကကျွန်တော်မှန်နေပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်အဲကျွန်တော်ညှိကြည့်လိုက်လေရတယ်မှာဆိုကျွန်တော်တို့ဒါလည်းညှိရလေရတာပေါ့နော်အာဒါဒါကြီးကြီးစနားလိုမျိုးနဲ့မတူတော့ဘူးပေါ့နော်အယောင်กว่าပါဒါဆိုကျွန်တော် share room မှာလည်းပေါကရဖြစ်ပြီးအာဒီအဖြူဆိုတော့အဖြူမဖြစ်တော့ဘူးကွာကျွန်တော်ပြန်ပြန်မှဒါဆိုသူ့ရဲ့အဖြူဆိုလောကအဖြူဖြစ်သွားပြီပေါ့နော် ီတထက်တကြဝါပြီပေါ့နော်ဒါ histogram နဲ့ histogram မဟုတ်ဘူးဒါ puppet နဲ့ကျွန်တော်တို့ညှိတာဖြစ်ပါတယ် puppet ရဲ့အားဒါချက်ကအဲ့လိုကျွန်တော်တို့ကာလာမှန်အောင်ကျွန်တော်တို့ညှိတာဖြစ်ပါတယ် okay အာဒီ puppet ကတော့အာဒီနေ့ရဒီလောက်ပါပဲ okay ကျွန်တော်ရဲ့ကျွန်တော်ရဲ့အာ color theory basics ကိုနေ့တိုင်းကြည့်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း fan follow လုပ်ပြကြပါအာ now now နေ့တရကြရင်ကျွန်တော်တို့ chapter 3ရပြီပေါ့နော်ဒီဒီဟာလေးဒီ အခု chapter 1 chapter 2ကျွန်တော်တို့ကျွန်တော်ကအသေးစိတ်ကျွန်တော်ပြောပြနေတယ်ဆိုပြင်လို့ကောင်းပါပဲပြင်လို့ကောင်းပါမှာနောက် chapter ကျဆိုရင်လေဒီကျွန်တော်တို့ရဲ့အာဒီ color wheel အကြောင်းလည်းကျွန်တော်အသေးစိတ်ပြန်ပြောပြပါမယ် basic ဆိုတော့ကျွန်တော် basic basic ဆိုင်အောင်ကျွန်တော်ပြပြောပြောပြနေတာပေါ့နော်လုံးဝလုံးဝ basic ဆိုင်အောင်ကျွန်တော်ပြောပြနေတာဖြစ်ပါတယ်ကဲအားလုံးပဲကံကောင်းချမ်းမြောက်ဆောင်နဲ့ပိုင်ကြပါစေ bye bye